ဒီနေ့မှာတော့ကျွန်တော် robot တစ်ခွဲစိတ်မှုအကြောင်းပြောပြသွားမှာပါ robot တစ်ခွဲစိတ်မှုဆိုတာဘာလဲ robot တစ်ခွဲစိတ်မှုဆိုတာ laparoscope တစ်ခွဲစိတ်နည်းနဲ့ computer နည်းပညာကိုပေါင်းစပ်ထားတဲ့နည်းပညာတစ်ခုပါ robot တစ်ခွဲစိတ်မှုရဲ့အသာချက်ကတော့တင်းငယ်တဲ့အပေါက်ကနေခွဲစိတ်တာမှုတွေးထွက်နည်းနာကျင်မှုနည်းပြီးတစ်ဆယ်စာကြည့်ညက်တဲ့နေ့စီမြင်တဲ့၃ငါမြင်ခွင့်ကြောင့်ပိုတိကျမှုရှိပါတယ် ရုပ်ကိုယ်တစ်ခွက်စိတ်မှုကိုပိုတိချမှုလိုအပ်တဲ့ခက်ခဲတဲ့ခွက်စိတ်မှုတွေနဲ့ပြန်လည်တိဆောက်ရတဲ့စီးကျိတ်ဆိုင်ရာခွက်စိတ်မှုတွေမှာအထူးသဖြင့်အသုံးပြုကြပါတယ်။ Divinsai Robot တစ်စနစ်ကတော့ Prostate Cancer ကုသမှုမှာကြောင်းလဲမှုကြီးတစ်ခုဖြစ်လာပါတယ်။ယနေ့မှာ Prostate Cancer ကုသမှုအတွက်အကောင်းဆုံးနည်းလမ်းက Robot Prostate Tomy ဖြစ်ပါတယ်။ Robot တစ်ခွက်စိတ်ကြီးကို Prostate Cancer ကုသမှုမှာအလွန်ကျယ်ပြန့်စွာအသုံးပြုနေပြီးစီးကျိတ်ကင်ဆာကုသမှုမှာလည်းအသုံးပြုပါတယ်။ ရိုဘိုတနည်းပညာကြောင့်စီဂျိတ်တလုံးလုံးကိုမဖြုတ်ရတော့ဘဲကင်ဆာရှိတဲ့အပိုင်းကိုသာဖြုတ်နိုင်လို့စီဂျိတ်လှုပ်ဆောင်ခြင်းနဲ့စီဂျိတ်အကျဉ်းအကျံကိုထိမ့်သိမ့်နိုင်ပါတယ်ရိုဘိုတခွဲစိတ်နည်းပညာရဲ့အခြားအကျိုးကျေးဇူးတွေကပြန်တည်ဆောက်ရတဲ့ခွဲစိတ်လုပ်ငန်းတွေမှာပါရှိပါတယ်။ဥပမာ CA နဲ့ရောက်ခတ်မှလမ်းကြောင်းချိတ်ဆက်နေတဲ့ Festival Visit Cafe General Festival ကုသမှုနဲ့အခြားရှုပ်ထွေးစည်းလမ်းကြောင်းခွဲစိတ်လုပ်ငန်းတွေမှာပါအသုံးဝင်ပါတယ်။